ပွဲတစ်ခုမပြီးသေးဘူးနောက်ပွဲတစ်ခုထပ်မံဖန်တီးလိုက်တဲ့ကြော်ထအောင်ပရိသတ်တွေအားလုံးပဲမိင်္ဂလာပါရှင်လက်ရှိမြန်မာနိုင်ငံမှာပွဲပေါင်းများစွာဖြစ်နေပြီးတော့ပွဲလွတ်သွားမှဆိုလို့အမိလိုက်နေကြပြီးအားလုံးလည်းအေးအေးပြတ်နေကြပြီလို့ထင်ပါတယ်ပွဲနောက်ကိုလိုက်လို့တော်တော်များများလေးပင်ပန်းနေကြလိမ့်မယ်လို့ထင်ပါတယ်တန်တာမိုးသိန်းနဲ့သူမကိုတိုက်ခိုက်မှုအရှုပ်တော်ပုံတွေပြီးသွားပြီးနောက်ပိုင်းပရိသတ်တွေပြီးနေမှဆိုရာကြောင့်ကြော်ထအောင်ကပွဲတစ်ခုကိုထပ်မံဖန်တီးလိုက်ပြီးပဲဖြစ်ပါတယ် ကျထောင်ကတော့မြန်မာအိုင်တယ်ပြန်ပွဲမှာအစီအစဉ်တင်ဆက်သူတယောက်ဖြစ်ပြီးတော့အဲဒီကနေလူစိတ်ဝင်စားခြင်းခံရပြီးတဖြည်းဖြည်းနဲ့နာမည်ကြီးလာခဲ့တာဖြစ်ပါအဲဒီနောက်တော့သူဟာအမှုပညာလောကတွေကိုဝင်လာပြီးတော့တရုပ်ဆောင်အလုပ်တွေကိုပါလုပ်ကင်လာခဲ့တာဖြစ်ပါ යි ။အိမ်တော်ဇကားမှလည်းအတော်လေးကိုပေါက်ပြီးတော့နာမည်ကြီးလာပြီးနောက်ပိုင်းဇလန်းတွဲတွေရိုက်ကူးနေရသူလည်းဖြစ်ပါ යි ။ များသောအားဖြင့်ကျော်တန်အောင်ဟာအမှုပညာလောကမှာငြိမ်းတဲ့သူဖြစ်ပြီးတော့သူနဲ့ပတ်သက်ပြီးတော့လေသတင်းတွေတိတ်မထွက်သလိုပွဲလဲမရှိတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့ကျော်ထန်အောင်လည်းပွဲကိုဖန်တီးလိုက်ပြီပဲဖြစ်ပါတယ်။ကျော်ထန်အောင်ကတော့သူ့အနေနဲ့ပြဿနာတစ်ခုဖြစ်တဲ့အခါမှာဘယ်လိုမျိုးဖြေရှင်းမယ်ဆိုတဲ့အကြောင်းလေးလိုင်းလွင်ပြီးပြောဆိုခဲ့ပါတယ်။ပြဒနာတခုစတင်ဖြစ်ပွားပြီဆိုတာနဲ့တိတိကျကျလေးစဉ်းစားပြီးရဲ့နောက်မှာတော့ဒီကိစ္စကသူ့အပေါ်မှာအများကြီးအကျိုးမသက်ရဘူးဆိုရင်တော့ ခေါင်းထဲကနေထုတ်ပြလိုက်တယ်ဆိုပြီးပြောဆိုလာခဲ့ပါပြဒနာတခုကိုဖြည့်ရှင်းတဲ့အခါမှာစူးစူးညံ့ညံ့ဖြည့်ရှင်းပုံနဲ့တတက်ရရဲ့ဖြည့်ရှင်းပုံဆိုပြီးနှမျိုးနှစားရှိရာဖြစ်ပြီးတော့သူ့အနေနဲ့ကတော့အမြဲလိုလိုပဲတတက်ရရဲ့ဒါဖြည့်ရှင်းကျင်တဲ့အကြောင်းလေးဆိုလာခဲ့ပါတယ်။ပြဒနာလေးတွေရှိရင်အနာလေးတွေရှိတတ်ပြီးတော့ဆုံးရှုံးမှုတွေရှိနိုင်တယ်လို့ဆိုပါတယ်။သူ့မှာလည်းအမတယောက်လိုချစ်ခင်ရတဲ့မမခံရတဲ့တဲ့င်းကိုကြကြကြက်မလို့မခံမရနိုင်ဖြစ်နေရဲ့ဆိုတဲ့အကြောင်းလေးပြောလာခဲ့ပြီးပြဒနာဖြစ်တာနဲ့ ငွေကြီးလဲဆုံးရှုံးတက်တယ်လို့အချိန်တွေလဲဆုံးရှုံးတက်ကြောင်းပြောလာခဲ့ပါတယ်သူမနဲ့မမခန်ရဲ့ပြဿနာကလည်းမထင်မထားပဲဖြစ်ခင်တာဖြစ်ပြီးတော့စုံရှုံနစ်နာလို့စိတ်လည်းမရှိဘူးလို့ဆိုပါ යි မမခန်ကလည်းကိုအမတယောက်လိုပဲသဘောထားကြောင်းဆိုလာခဲ့ပါ යි သူပြောတဲ့မမခန်ကဘာတူလဲဆိုတာလည်းမသိခဲ့သလိုဘာပွဲရိဖြစ်နေမှလဲပရိသတ်တွေကအခုထိလိုက်မမိသေးပဲသူကတော့လိုက်လွင့်ပြီးတော့ဖြည့်ရှင်းချက်တွေပေးနေတာဖြစ်ပါ යි လူတော်များများကလည်းပွဲလွတ်သွားမှဆိုရာကြောင့်နောက်ကျောင်းလိုက်နေပြီမိတ်ပွဲရဲ့အသွာလာကိုဘသူမှလိုက်မမီကြသေးဘူးပဲဖြစ်ပါ යි အမတယောက်လိုချရတဲ့မမခိုင်လိန်လေခံရတဲ့အပေါ်မှာမမခိုင်ကခိုင်နေဝီဆိုပြီးလဲမှတ်ချက်ချနေရမျိုးတွေရှိရာဖြစ်ပါ යි ပြဿနာတစ်ခုကိုဘယ်လိုပုံစံဖြေရှင်းရမလဲဆိုပြီးပြောလာတာကြောင့်လေတန်တာမိုးသိမ့်ကိုရွှေဆောင်ပြီးပြောတာလားဆိုပြီးတချို့တွေကလည်းဝီဖန်သုံးသပ်နေကြတာဖြစ်ပါ යි တန်တာမိုးသိန်းတို့ကတော့ပြည်တနာကိုအေးအေးဆေးဆေးမဖြေရှင်းမဲ့ပွဲစုအောင်လုပ်ခဲ့သူဆိုတော့ပြည်တနာတွေကိုပွဲစုအောင်မလုပ်သင့်ဘူးဆိုပြီးပြောခြင်းကရွှေဆောင်ပြောခြင်းလားဒါမှမဟုတ်သူနဲ့မမခိုင်ဆိုသူရဲ့ပြည်တနာကိုပဲပြောခြင်းလားဒါမှမဟုတ်သူနဲ့မမခိုင်ဆိုသူရဲ့ပြည်တနာကိုပဲပြောခြင်းလားဒါကတိုက်ဆိုင်တာလားဆိုတာဘယ်သူမှမသိနိုင်တာဖြစ်ပါယကျောထောင်ကတော့ကိုပြည်တနာမဟုတ်ပဲဝင်ပြီးဆရာကြီးလုပ်နေရင်တော့တန်တာမိုးသိန်းလက်ချက်နဲ့ဆဲဆူခံရပြီးတောင်းမှန်ရမှာပဲဖြစ်ပါယ ကြထောင်ကတော့ပြဿနာကိုမီးမွေးရှာပြီးတော့ပွဲကိုစတင်ဖန်တီးနေသူတယောက်ဖြစ်ပါတယ်။ဘာရင်ရွယ်ကျန်းတဲ့လိုင်းတွင်ပြီးတော့အခုလိုမျိုးတွေပြောဆိုပြီးပြဿနာဖြေရှင်းကမ်းတွေကို တရားစီရင်နေလဲဆိုတာကတော့သူကိုယ်တိုင်ပဲသိလိမ့်မယ်ဖြစ်ပါတယ်။